အားလုံးပဲမင်္ဂလာပါမြန်မာကဗျာကကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုမှာတော့ Grade 12မြန်မာစာမြန်မာကဗျာရွေးချယ်ရှစ်တဲ့မှာပါဝင်တဲ့တန်ရှိုးကဗျာတစ်ပုဒ်ဖြစ်တဲ့ပေါင်းချစ်ရောက်အောက်ဆိုင်သူကဗျာကိုတန်ရှိုးရွတ်ဆိုဟန်နဲ့ရွတ်ဆိုပြသပေးမှာဖြစ်ပါတယ်ဒါကြောင့်စိတ်ပါဝင်စားသူများအနေနဲ့ကျွန်တော်ဗီဒီယိုကိုဆက်လက်ကြည့်ရှုပေးဖို့အတွင်းရှင်ပါပေါင်းချစ်ရောက်အောက်ဆိုင်သူမီပရဝံ တိတံရွတွင်မကံစက္ခကေသောယတငေဖို့အရွယ်ကောင်းွေပေါ့ဆေချောင်းစီဆလံမြောက်ပေါင်းရှိရောက်အောက်ဆိုင်သူအေရှူရှူတေဆူလိုက်ခါပါ ကြည်ပစံငွေကြပြမှတ်သားကမယူငင်မဲဘုရားဝင်ဝတ်တော်တဲ့စောနှစ်ခါကြည်စီတည်ရန်ဖို့မာကြီးလာမမဲ့တူတို့ကတေပိုးကဖော်ပေါင်းငင်နေအကြောင်းခံအရှိပြုဝေကြကောင်းမှုဖို့လူဘုရားယေသနာနေ့ မြရကစာဘုဒ္ဓပအချွတ်တွေခူလို့လက်ဦးပင်တင်ဝင်မြခဲ့ပြဝတိဂရိနဲ့ဘီနရနီဘုံမှာဖြစ်ပါတဲ့ကသက်ပင်သားဒီအောက်မှာလာချီရောက်ပြိုင်းဆွေလုံးမိငယ်တို့ဘုံဗိမှန်ပြတ်တကြီးတွင်နဲ့နတ်သမီးတွေဖြစ်စေကြောင်းရေလို့ ၎င်းကိုင်းကြည်စီနှစ်ခါပလောင်းရည်စဲအေးယူသွေးတူတဲ့စိတ်ကူသူဒါဒနာနှဲ့ရွာရောက်လျင်ဖြင့်ဗလရှာနှောက်အောင်စိတ်ပျော်ပိုက်ကြလေကောက်ဆိုင်သလိုကိုကိုမကုန်ညစီဘူးဟိုထုံးစံတာဝရင်းရလေတိမ်မွေ့စာမာနဝီတို့ အာသာဝရီဆိုတဲ့ပန်းတွင်နေကိုလျံအောင်ထိန်ထိန်ကြီးစိန်ပြီးတင်စိန်စံပတ်ငကခွေစိန်ရသနာနေရွှေနသာရှိကလိမ့်ငါပဇာထဲကြရှိစိန်ငယ်နေကဗလာထေပေါ်မှာကြရှိပြောလို့ညိမ့်ကြပါလေ မိန်မရှိဦးစာရေးသူမောင်ထောင်ဦးကျော်လာရဲ့20ရာစုကိုလိုနီခက်မှာရေးဖွဲ့ခဲ့တဲ့တန်ရှိုးကြပြတော်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်